ဟုတ်ပြီကျွန်တော်ဆက်မယ်အဲ့တော့ရှေ့ကဒီကျွန်တော် standard input output air နဲ့ပတ်သက်ပြီးတော့ part 1တော့ပြီးခဲ့ပြီဗောနော်အဲ့မှာဆိုကျွန်တော်သိခဲ့တာပြန်ညွှန်းမယ်ဆိုရင်ဒီ sign less than sign တွေတခုရဲ့ရှိရဲ့အဲ့ဆိုရင်သူကဘာလုပ်တာလဲ override လုပ်သွားတာကျွန်တော် override မလုပ်ဘူး existing ဟာမှထပ်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 ပြီးဖြည့်ခြင်းလည်းဆိုဘာလုပ်မလဲ append လုပ်မှရမယ်အဲ့လို append လုပ်မယ်ဆို less than sign တွေကိုနှစ်ခုလေးသုံးပေးမှရမယ်အဲ့တခုပြီးအထူးသဖြင့်ကျွန်တော်1ဆိုတာဒီ standard output ပုံမှန် error မတက်တဲ့ပုံမှန် ထွက်လာတဲ့ output တွေသည်1အဲ default ပဲအဲ့လိုမဟုတ်ဘူး error တက်လာတဲ့ output တွေမှာသိနေတယ်ဆိုရင်2ဒါကြောင့်1 or 2ကိုသိနေတယ်အဲ့လိုမျိုးရှိရပါတော့1ပဲသိနေတာ2ပဲသိနေတာကြောင့်ရှေ့မှာသိခဲ့ပြီဒါပေမဲ့ခုဘာလို့လဲ1 or 2ကိုသိနေတယ်ဆိုတဲ့ကိစ္စရှိတယ်အဓိကတော့ကျွန်တော်ကိုယ်ပိုင်နောက်ပိုင်းမှာပေါ့နော် best script ရေးရတာမဟုတ် output ဒီ error output တွေကို log အနေနဲ့တနေ့မှသွားသိနေတယ် user ကတော့မပြချင်ဘူးဒါမှမဟုတ် terminal screen မှာထုတ်မပြချင်ဘူးပေါ့နော်အဲ့လိုကိစ္စတွေတော့ကျွန်တော်ဒီဟာတွေကိုသုံးပါ ရမယ်နော်အဲမရှိရဲ့ command လေးကိုအရင်ပြန်ရိုက်ကြည့်အောင် ls rule 1ရှိလားမရှိဘူးဟုတ်ပြီအဲ့ဒါတက်တာမှန်တယ်အဲ့တော့ကျွန်တော်ရေးပုံရေးသားနေရနှစ်ခုရှိရဲ့အဲအဲ့ဒါကိုကျွန်တော်မလုပ်ရဆို n less than ဆိုရေးနိုင်လို့ရတယ်ပြီးရင် bold.dst ကြမ်းနော်အဲ့ဆိုရင်ဒါဆိုကျွန်တော် rule 1ဆိုတာမရှိဘူးအဲ့ဒါတက်တယ်ဒီထဲကိုရောက်သွားတယ်ဟုတ်ပြီ ဒါကြောင့်မလုပ်ကြည့်မယ် cat နဲ့ပြန်ကြည့်ကြည့် error တက်တယ် no set file တာဆိုရယ် error လေးကကျွန်တော်ရှိတော့မပြပေးဘူးဒါပေမဲ့ဒီ test file မှာရောက်ဟုတ်ပြီကျွန်တော် error မတက်အောင်ရေးမယ် root ဆိုတာရှိရယ်ဗျာ ls နဲ့ကြည့်လို့ရတယ် under ခေါ်တယ်အဲပြောချင်တာဒီဒီ n လေးနဲ့ lesson sign လေးနှစ်ခုပေါ့နော်အိုက်ကောင်လေးဒီပြောရမယ်ဆိုတော့1 or 2 or တနည်းအားဖြင့်မှသိမ်းပြလိုက်တာညမနော် standard output ကို standard error ကိုဘယ်မှာလုပ်ရလဲတနည်းအားဖြင့်မှတင်ပြလိုက်တာဟုတ်ပြီအဲ့တော့ကျွန်တော်ဗာပြန်လုပ်ကြည့်မယ် certificate puro daisy ဒီမှာဆိုရင်တကယ် root ထဲမှာရှိရတာကို list နဲ့ကြည့်ဒါပေမဲ့ခုန error message ရှိသေးတာမရှိတော့ပြန်အောင်အဲ့ဘာလုပ်မလဲလွယ်ပါလေဒါမျိုးလေးရေးလိုက်လို့ရတယ်အဲ့ဆိုကျွန်တော် append ဖြစ်သွားပြီပေါ့နော်ဟုတ်ပြီထပ်ရောက်တယ် error တက်အောင်လုပ်မယ် နည်းနည်းများတော့လို့ပေါ့နော်။ဘာနေနေကြောင်းမမြင်အောင်ဒါမှမဟုတ်ဘယ်ထက်ရောက်လဲ။ဘိုးရိုဒီအစင်မှာရောက်လဲ။ကက်နဲ့သွားပြောကြည့်မယ်။ Okay အဲဒီမှာဆိုရင်တော့အများကြီးဖြစ်သွားဆိုကျွန်တော်တို့ဒီ append append လို့ထက်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 လောက်ထားဖြစ်တဲ့အတွက်ပေါ့နော်။ရမယ်နော်ဒီမှာလည်း error တက်တက်သူမှရှိရ file နေလဲကျွန်တော်မြင်ရတယ်။ဟုတ်ပြီ။ဒါတနည်းဒါ and လေးကိုသုံးတာ။ပြီးကျွန်တော်နောက်တနည်းရှိသေးတယ်။ and လေးကိုမသုံးချင်ဘူးဆိုရင်ပေါ့နော်။အဲ့ဒါလေးကိုကျွန်တော်ဖြတ်လိုက်မယ်။ဒါမျိုးလေးကျွန်တော် ထည့်လိုက်မယ်ပေါ့နော်အောက်ပို့လေးဒီကောင်လေးတစ်ခုရိုက်လိုက်တယ်ရတဲ့ဟာကိုထည့်မယ်ဒါပေမဲ့နောက်မှာကျွန်တော် insertion ပါတယ်တူလက်ဆန်အန်ဝဲအတူ lesson and ones ဘာလို့ဆိုရလဲဆိုလို့ရှိရင်ဒီ standard output က standard error ကိုတနေရာထဲမှာတိမ့်ပါမယ်ဆိုပြီးတော့ဆိုလိုတာရမယ်နော်ဒါပေမဲ့ဒီ two lesson less than and 1ဆိုတာလေးကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ same location မှာပဲသိမ့်မယ်ဒီ standard output နဲ့ location အတူတူမှာပဲဒီ standard error ကိုသိမ့်မယ်ဆိုပြီးတော့ပြောလိုက်တာရမယ်နော်နောက်ခုအမှရိုက်ကြည့်မယ်ဒါလည်းတကယ်နည်းနည်းရှုပ်တယ်ဗျာဒါပေမဲ့ကျွန်တော် YouTube tutorial ပဲဖြစ်ဖြစ်တချို့ best script တွေတချို့ document တွေတွားကြည့်မယ်ဒီပုံစံလေးကတွေ့နေရအောင်ပါကျွန်တော်အတွက်တော့ဟိုကောင်ကျွန်တော်ကြိုက်တာဟိုကပူကြိုက်တယ်ဗျာမျိုးလုံးနဲ့ရှင်းနေစာရှင်းရတာအဆင်ပြေဒါပေမဲ့ တချို့ချို့သော script တွေမှာဒီပုံစံသိခင်ဟာဘာကြီးလဲဆိုမှဖြစ်အောင်ကျွန်တော်ကဒီဟာလေးကိုထည့်ပြောပြရအောင်ညမနော်နောက်ခုကျွန်တော် air တက်အောင်ရေးမမြင်အောင်ဒါပေမဲ့ကျွန်တော်ဒီဒီမှာ retry လုပ်တဲ့အချိန်မှာဒီတစ်ခုလေးသုံးထားရအတွက်သွားပြီးကက်နေကြည့်ကြည့်အောင်လားအမဖြစ်သွားတယ်တခုပဲရှိသွားတယ်တမင်အပန်းလို့တယ်မက်ဆီရှုပ်လို့အဲဟုတ်ပြီအဲဒါမတက်အောင်ရေးမယ်အပန်းမဲ့ဆိုတော့တော့မယ်နော်ဟုတ်ကျွန်တော် override ဖက်လုပ်လိုက်တော့မယ်မက်ဆီရှုပ်လို့အခု out center output လဲ မထွက်တာဘူးခုန standard error ကလည်းမထွက်တာဘူးဘယ်ထဲပဲရောက်သွားတယ်ဒီ borrow tsc ရောက်သွားဒီမှာじゃဗာလေးနေဆိုတာ2 less than and 1ဆိုတာလေးကိုတုံးထားရမယ်နော်အဲသူပြောအဲ2 less than and 1ရဲ့အတိတ်ပဲပါလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ standard error ကိုလည်း standard output နဲ့ same location same နေရာတူတူမှာပဲတိမ့်ပါမယ်လို့ဆိုလို့ရအဲ့တော့မေးစရာရှိရယ်ဘာလဲဆိုဒီဟာကြီးကိုရှေ့မှာ ရေးလို့မရဘူးလားအဲ့ဒါရေးရင်အဆင်မပြေဘူးလားဆိုတာမျိုးအဲ့တော့ခုဗီဒီယိုခဏ pause လုပ်ရဖြစ်အရင်ဆန်းရေးကြည့်လို့ရတယ်ပြီးရင် result ကိုကျွန်တော်လေ့လာကြည့်မှာပေါ့နော်ဘယ်လိုဖြစ်သွားလဲအဲဘာကြောင့်ဒီဟာကိုဒီမှာထားရလဲပေါ့နော်ဆန်းကြည့်ပြီးသွားရအောင်ကျွန်တော်ဆန်းကြည့်အောင်အဲ့တော့ ls home အဟုံးရှိရပြီးတော့ root 1 မရှိတာရှိတာပေါ့နော်ပြည့်ရချိန်မှာအဲ့ reset ဒီပေါ့နော်ပြောရမယ်ဆိုရင်တော့ reset ဒီ standard error ရောအဲပြီးလို့ရှိရင် output ကိုဘယ်ထဲကိုသွားထည့်မှာလဲဘို့တော့ JC ကိုသွားထည့်မှာအွန်ဒီတိုင်းဆိုမှန်ပြီခဲ့ရရရေးလိုက်အဲ့ဘာဖြစ်လဲကြည့် အဲ့ခါကျတော့ तू ကဒီ STD error ပေါ့နော် standard error ကို तू redirect လုပ်လိုက်တယ်ဘယ်လိုလဲ standard output ကို redirect လုပ်လိုက်တာပြီးတော့အဲ့ဟာကိုဒီ standard output ကဒီ output dc ကိုမရောက်သေးတဲ့အခြေအနေမျိုးဘယ်လိုပြောရမလဲဆိုရင်တော့ဗျာကျွန်တော်တို့ကဒီမှာနှစ်ခုဗျာ ls home ဒါသည်ရှိရှိရဲ့အတွက် standard output ထွက်မှာပြီးရင် ls က root 1လို့ပြောရမှာနော်ဒါကကြပါလဲ standard error ဲ့လိုရေးလိုက်မယ်ဆိုလို့ရှိရင်တကယ်တကယ်ကျွန်တော်ကဒီ standard output level ဒီဟာသွားစေအဲ့ဒါကမရောက်တော့ဘူးဒီကောင်ကဒီမှာ save ပြီးသွားပြီဒီကောင်မရောက်လာတော့ဘူးဟုတ်လားမဟုတ်လားကြည်ကြည်လိုက်အဲ CD cat နဲ့ port DC တွေ့လားဒီမှာဘာရှိလဲတော့ဒီ LS home အဲ့လိုလုပ်တယ်အဲ့လိုလုပ်တဲ့အတွက် standard output ရှိတယ် standard output level ရောက်သွား standard error ကြီးရောက်လာလားမရောက်လာဘူးကျွန်တော်ရဲ့ data မှာလာပြီးတော့ ေါ်နေအဲ့တော့ဒီလိုမျိုးရေးမယ်ဆိုရင်အဆင်မပြေဘူးညမနော်ဘယ်လိုမျိုးလဲဒီကောင်ဒီနေရာမှာလာရေးတာအဆင်မပြေဘူးဘယ်မှာရေးရမလဲနောက်ဆုံးမှာရေးမှာအဆင်ပြေတယ်ဒါကြောသွားပြင်လို့မရအောင်ဒီသူ့ရဲ့ဒီ per share ဘာမှလလုပ်တဲ့ပုံလားပေါ့နော်အဲ့တော့ဒါကြီးကဒီ concept ကြီးကမှတ်ရတာခက်တယ်ရှုပ်တယ်ဆိုကျွန်တော်ဘာလုပ်လို့ရလဲဒါလေးသုံးလိုက်ရှင်းရှင်းလေးညမနော်အဲ့တော့အတူချုပ်ပြီးပြောမယ်ဆိုကျွန်တော်မှ lesson size တစ်ခုလည်းရှိရဲနှစ်ခုရှိရဲတစ်ခုလည်းဆို override လုပ်တယ် နှစ်ခုဆိုရှင်အပန်းထက်ထက်ထက်ပြီးတော့လုပ်တယ်ပြီးရင်1 the standard output output ဖယ်လို့ရှင်းတာ2 the standard error error ပဲလို့ရှင်းတာဒါပေါ်နှစ်ခုလုံးလုပ်ရှင်းတာခုဆိုလို့ရှင်ဒီ video ပတ်တူပြီးမှအကုန်လုံးလုပ်တတ်သွားလိမ့်မယ်โอเคရမယ်နော်